မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပေါ့မှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်ဇွန်လ30ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စင်တန်းကြီးစုသူအားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေ။နှုတ်ကပတ်တော်အတွက်ဆက်ကဆုတောင်းကြပါစို့။အဖဖျားဂျေဇုတင်တဲ့ နှုတ်ကပတ်တော်အဖြစ်တိဆောက်เสียဖြစ်စီပါနည်းနည်းသောတမာတရားကိုတန်ရှင်သောဘုရားကျွန်တော်ဖျားယူဆောင်ဖော်ပြပါအခုလေကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်တို့တမောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေတာဖြစ်တယ်။အော်ကျွန်တော်တို့မှာဒီတမောင်းချမ်းမှာ ကပ္ပူချမ်းကနေမာလကိနာဂရီချမ်းထိတမောင်39ချမ်းထဲမှာအရေးကြီးတဲ့နေရာတွေတော့အများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာကျတော့အရေးကြီးတဲ့နေရာ12ခုကအတော်လေးအရေးကြီးတယ်အဲ့ဒီ12ခုကျတော့တရက်တစ်ခုစီပေါ့နားထောင်တာဒီကနေ့10ခုမြောက်ကိုရောက်ပါပြီနံပါတ်1ကတော့အီဒင်ဥယျာဉ်ဖြစ်တယ်ကောင်းချမ်းကကြီးနဲ့ငယ်၈ကိုဖတ်ရင်တွေ့ရပါနံပါတ်2ကတော့အာရက်တောင်ဖြစ်တယ်နော်ဤသမုန်တင်ခဲ့တဲ့တောင်ကောင်းချမ်းကကြီးရှက်ငယ်၄ကိုဖတ်ရင်တွေ့ရပါနံပါတ်3ကတော့ဘဘလုံရဲတိုက်ဖြစ်တယ် ဝေါကျန်ကန်ကြီး၁၁ငွေ9 6အထိဖတ်ရင်တွေ့ရမယ်။ဘုရားသခင်ကိုစန့်ကျင်ပြီးတော့ကောင်းငင်ကိုမိအောင် မျှော်စင်ကြီးပေါ့။တိဆောက်တဲ့အခါမှာ ကျော်စိုးဂိတ်တိဖြစ်လို့တဲ့စန္ဒတွေနဲ့တိဆောက်တဲ့အခါသူပြိုလဲပြီးတော့ရှုပ်ထွေးခြင်းတွေနဲ့စကားတွေကွဲပြားပြီးတော့ဒီဘာဘူးလုံးရဲတိုက်ကြီးပြိုလဲသွားတယ်ပျက်စီးသွားတယ်ဆိုတွေ့ရတယ်။အဲ့တော့ဘုရားကိုစန့်ကျင်တဲ့အခါရှုပ်ထွေးတယ်။ဒါပေမဲ့ဘုရားရဲ့ဂတိတော်ကိုဆွဲလန်းတဲ့အခါကျတော့အာဗြဟံတို့ကကောင်းကြီးရတယ် ဒီဘဘူးလုံးရဲတော်ကိုဥဆောင်တိဆောက်တာတော့နေယောဒလို့ခေါ်ရယ်အဲဒါတော့ဖျားကိုဆန့်ကျင်တဲ့အခါရှုပ်ထွေးခြင်းနေပဲသင်္ကန်းစာရတယ်ဒါပေမဲ့အာဗြဟံတို့ကြောင့်ဖျားကိုယုံကြည်သက်ဝင်တဲ့အခါမှာမျိုးဆက်တွေနဲ့အနာဂတ်ထိလှပတာရတဲ့ကောင်းချီးတွေခံစားရတယ်အော်နံပါတ်၄ကတော့ဥရမျိုးဥရမျိုးဆိုတာကတော့ကောင်းချမ်းကြီး၁၁အငယ်၂၈ကိုဖတ်ကြည့်တွေ့ရမယ်အဲ့ဒါကအာဗြဟံနေခဲ့တဲ့မြို့ဖြစ်တယ်အာဗြဟံဖီတီရတ် ာဗြဟံကြီးကို၃ယောက်ရှိတယ်။သူတို့ဒီဥရာမြို့မှာနေခဲ့တယ်။အဲ Caladee လူမျိုးတွေလည်းဒီဥရာမြို့မှာနေတယ်။ Caladee လူမျိုးတွေဆိုတာဘာဘလုံလူမျိုးတွေကိုပြောခြင်းလဲဖြစ်ပါတယ်။နောက်တော့မှငါကတော့ခါနန်ပီ။အဲခါနန်ပီဆိုတော့အာဗြဟံနဲ့မျိုးဆက်တွေကိုဖျားသခင်ကဂရိတော်ပီဖြစ်တတ်မှတ်ပြီးတော့ဝန်စား권ပေးမယ်ဆိုပြီးတကယ်လေအာဗြဟံရဲ့မျိုးဆက်တွေကဝန်စားခဲ့ရတယ်။အစ်စရီတွေရရှိခဲ့တာဖြစ်တယ်။ဘောကြောင့်ခိုင်းစနေငယ်နှစ်ကနေ၅အထိဖိုင်တွေ့ရမယ်။ နံပါတ်6တော့အေဂူတူပီကဘောချန်ကိုင်း73ငွေ10ကိုဖိုင်တွေ့ရမယ်အေဂူတူပီကတော့အလွန်ရှိကြတဲ့ပီဖြစ်တယ်ယောသအိုင်မှာဒုတိယပြင်ခံဖြစ်ခဲ့ဘူးလေအစ္စရိတွေနှစ်ပေါင်း၄30ကျွန်ခံခဲ့ရဘူးလေအလွန်ဆိုးတဲ့ဖာရောဘရင်ဆက်ဆက်အုပ်ချုပ်ခဲ့တယ်နောက်ဆုံးမှအဲ့ဖာရောတွေကဖျားစကားကိုနားမထောင်တဲ့ပြင်သူဖြစ်ဖျားရဲ့လူမျိုးတော်ဒုက္ခပေးတဲ့အခါမှာ ဖာရောဘရင်စီရင်ခြင်းခံခဲ့ရတယ်။အကျဉ်းတော်မှာတော့ဖာရောဘရင်17ယောက်ရှိတယ်။မောရှိလက်ထက်ကဖာရောကတော့အဆိုးဆုံးဖာရောဖြစ်တယ်။အဲဒါတွေကိုကျွန်တော်အများကြီးဖော်ပြခဲ့ပါပြီ။နော်ခုနကတော့သီနာတောင်းထပ်မကျွန်ခန်းကြီး19ငွေ17ကိုဖိုင်တွေ့ရမယ်။အကျဉ်းတော်မှာဒီသီနာတောင်းကအလုံးကြီးကြီးတဲ့တောင်ဖြစ်တယ်။မောရှိကသူ့ရောက်ခမသိုးတွေကိုကြောင်းခဲ့တဲ့ horror တောင်အဲ့ဒီ horror တောင်သီနာတောင်လို့လည်းခေါ်တာဖြစ်တယ်။ ရခင်ကတော့ယောက်မသိုးတွေကိုအဲ့တောင်ပေါ်မှာချောင်းခဲ့တယ်။ခြုံပုတ်မီးလောင်နဲ့ခြုံမကျွမ်းဘူး။အဲ့ဒါကိုသူသွားကြည့်တဲ့အခါအသက်ရှင်နေတော်ဖျားရဲ့အတန်တော်ကိုသူကြားခဲ့ရတယ်။အဲ့ဒီကနေမှဣသရေလလူမျိုးတော်ကိုသူကယ်နှုတ်တဲ့အခါမှာတော်ရင်မှာသွားရင်းနဲ့အဲ့ဒီသိနာတောင်ကိုသူပြန်တက်ပြီးပြည်တော်ဆယ်ပါးနဲ့တဲတော်ကိုဖျားသခင်ပေါ်ပြတယ်တဲတော်ပုံကိုအဲ့သိနာတောင်ပေါ်မှာပဲသူကြည့်ရှုခဲ့ရတယ်ပြောချင်တာနားထောင်ပြီး တောင်ပေါ်ဆင်းလာတဲ့ခါတဲတော်ဆောက်ခဲ့ရတာဖြစ်တယ်အဲ့တော့တိနာတောင်ဟာအစ္စရေးလီတို့မွန်ရှီတို့တို့အလွန်အရေးကြီးတဲ့တောင်တစ်တောင်ဖြစ်တယ်ဒါလေးကြော်များကြီးသိစိတ်ဖော်ပြခဲ့ပြီထုံးမြောင်ကြိုင်း19နဲ့17ကိုဖိုင်တွေ့ရမယ်နောက်နံပါတ်6ကတော့တဲကန္နာယအေဂုတုနဲ့ခန္ဓာပီဂျာမှာရှိတဲ့ကန္နာယကြီးဖြစ်တယ်အဲ့ကန္နာယမှာအစ္စရေးလီကနဲ့လီးစေပတ်ခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ဖျားစကားနားမထောင်တော့ဖျားခင်ရဲ့စီရင်ခြင်းခံရပြီးတော့ဖျားခင်ရဲ့ အမြတ်တော်ကိုဆုရှစေတဲ့အခါမှာနဲ့40ပြန်ပြီးတောထဲမှာသူတို့ပြန်ပတ်ခဲ့ရတဲ့ခန္ဓာရဖြစ်တယ်။တောလေရကြကန်းကြီး74အငွေ32ကိုဖတ်ရင်တွေ့ရတယ်။နောက်နှမကောတော့အာရှူရိအာစီရီယာနော်ဒီအာရှူရိပြီးရတော့ဒါလေးရခန်းကြီး79အငွေ6ကနေ9တိဖတ်ရင်တွေ့ရမယ်။မြောက်ပိုင်းရှမာရိလူမျိုးတွေကို722 BC မှာဒီအာရှူရိရှင်ဘုရင်ကဖန်စီသိမ်းဆဲပြီးသူ့ရဲ့အာရှူရိပြီးကို သိမ်းသွားတာဖြစ်တယ်။အဲ့တော့ဒီအရှုရိပြည်ရဲ့မြို့တော်ကနိနဝေမြို့ဖြစ်တယ်။အဲ့ဒီနိနဝေမြို့ကို Prophet Jonah တရားတော်ဟောခဲ့ပူးတယ်။သူတို့နောင်တရတဲ့အခါမှာဘုရားသခင်စီရင်ခြင်းကလွတ်မြောက်ခဲ့ပူးတယ်။နောက်နှစ်ပေါင်းများစွာကြာတဲ့အခါနာဟုံ Prophet နာဟုံတော်ဟောခဲ့ပူးရပူးသေးတယ်။အဲ့တော့ဒါတွေကိုလည်းကျွန်တော်အများကြီးရှင်းပြခဲ့ပြီဖြစ်တယ်။ကတိကနေ့ကတော့ကျွန်တော်ဘာဘူးလို့ဘာဘူးလို့ဆိုရတော့ ဒါကျွန်တော်တို့ကျမ်းစာမှာအလွန်တရာမှအရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်။ဒါယူဒကြီးဂျုံတွေပေါ့နေထိုင်ခဲ့တဲ့နေရာဘာလို့မြေနေဘုကနေစာဆိုတော့ဒါကျမ်းစာမှာနာမည်ကြီးတဲ့ဘုရင်ဖြစ်တယ်။ဆိုးလွန်းနေနောက်ဆုံးသက်ရှင်နေဖျောက်တော့သူယုံခဲ့ရတယ်တိသွားတယ်။ဘသူတို့အဖြစ်လဲရှာဒရက်မီရှက်ဘီဂောတို့အဖြစ်သူသိရတယ်။သိတ်ထောင်လွားပြီးတော့သူနွားဖြစ်ပြီးမျက်ခွန်းနဲ့စားခဲ့ဘူးလေဒီဘာလို့ဘုရင်နေဘုကနေစာ။ အဘဘလုံဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ရှုပ်ထွေးခြင်းလို့လည်းအဓိပ္ပာယ်ရတယ်တကယ်လို့ရှုပ်ထွေးမှုတွေအများကြီးရှိတယ်ဘဘလုံကအဲ့တော့ဒါကျမ်းစာထဲမှာတမောင်းချမ်းမှာတည်တဲ့ဆက်နှစ်ခုထဲမှာဒီ၁၀ခုမြောက်ကဘဘလုံဖြစ်တယ်လေးရခန်းကြီး25အငယ်1ကိုဖတ်ရင်ကျွန်တော်မှသတ်တွေ့ရမယ်ဒါဒန်ယီလလို့အပါဝင်ဂျူးလူမျိုးတွေဒီဘဘလုံနိုင်ငံမှာ1.90လောက်ကျုံခံခဲ့ရတယ်ဒီကနေစာလက်ထက်မှာဒီယေရုရှလင်မြို့ကြီးကို ဗိမာန်တော်ကိုပါမင်းရှုပ်ပြီးတော့အဲဂျေရုရှလင်မြို့ကနေမိုင်းရှိရာဝေးတဲ့ဒီဘာဘူးလုံနိုင်ငံကြီးကိုဂျူးတွေကိုကျုံဖြစ်ဖမ်းဆီးပြီးတော့ဒီဘာဘူးလုံနိုင်ငံမှာထားလိုက်တာဖြစ်တယ်။ဒါပေမဲ့ဒီဂျူးတွေရဲ့ဆုတောင်းခြင်းကြောင့်နှစ်80မှာအဲဘာဘူးလုံနိုင်ငံကြီးကိုပေါ့ချယ်လိုခေါ်ရပီရတိဘယင်တွေကဝင်တိုက်တဲ့အခါနိုင်သွားပြီးဘာဘူးလုံအင်ပါယာကြီးကဘာဖြစ်လဲကျဆင်းသွားတာဖြစ်တယ်။ တော့ဒါဘောက်လုံနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောရင်တော့အချက်တွေကတော့အများကြီးပဲဒါပေမဲ့ကျွန်တော်ဒီနေ့သိတဲ့လောက်လေးတွေကျွန်တော်ဖော်ပြသွားမှာဖြစ်တယ်အသေးစိတ်ပြောရင်တော့အများကြီးပဲဒါပေမဲ့အဲ့သိတဲ့လောက်တောင်တော်တော်ပြပြရမှာအော်ဘိုင်ဘယ်ဒီကနေ့ညနေအသင်းဒီနှုတ်ကတော့နားထောင်တာအသေးတော့အများကြီးဖျက်သခင်ကစကားပြောမယ်လို့ယုံကြည်တယ်ပြတ်ဒီဘာဘူးလုံးလူမျိုးတွေကိုဘုရားသခင်ကဂျူးလူမျိုးတွေကနားမထောင်လို့ဒီဘာဘူးလုံးလူမျိုးတွေကို တစားပလာဖြစ်အတုံးပြူပြီးတော့ဒီယေရုရှလင်မြို့နဲ့အစ္စရေးတွေဂျူးတွေကိုဖျက်ခဲ့ရပစ်တံပေးခဲ့တာလည်းဖြစ်တယ်အဲဒါလေးကျွန်တော်တို့အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်တယ်ဒါပေမဲ့ဘာလို့လဲကခေတ်ဆက်ဆက်မှာသူတို့မှလည်းပြဿနာတွေရှိတယ်ဒါပေမဲ့သူတို့ဒီယေရုရှလင်မြို့ကိုသွားနိုင်ခဲ့တယ်ဆိုတော့ဖျက်ခဲ့အခွင့်ပေးလိုက်တာသူတို့အဒီအကြည့်ရမ်းမြင်ဘဝမှာတခါလေချို့ရာတွေဖျက်ခဲ့အခွင့်ပေးလိုက်တဲ့အရာတွေကဘာမှလုပ်လို့မရအောင် ဘုရားခင်ပြန်လို့မှလေရပြန်ပြောမယ်ဘုရားခင်အခွင့်ပေးလိုက်တဲ့ချုပ်အရာတွေကဘာမှလူလုတ်လို့မရဘူးဘုရားခင်ပြန်လို့မှလေရဘာလို့ဘုရားခင်အခွင့်ပေးတာလဲဂျူးရဘုရားစကားနားမထောင်ဒုစရိုက်တွေလုတ်ယူရဘရင်အဆက်ဆက်ကဒုစရိုက်တွေလုတ်မထီမဲမြင်နေလုတ်လွယ်မစွာကိုကိုယ်ဘုရားခင်ကိုစန့်ခြင်းဘုရားရဲ့ဂျေဇုတော်တွေမရေတွက်ဘုရားကိုပြောခြင်းအရာတွေပြောလုတ်ခြင်းအရာတွေလုတ်အဲ့တော့ဘာဖြစ်လဲဒီဘာဘူးတော့ဘရင်နေဘုရားနေစာကိုသွားသိမ်းခိုင်းလိုက် အဖျားခင်အခွင့်ပေးလိုက်တယ်လို့ခေါ်ပါလေ။ဒါကြောင့်ဒီတောင်ပိုင်းယူဒာပြည်20ရောက်မြောက်ပြည်ဇေဒဂိအဲ့ဒီဇေဒဂိမင်းလက်ထမဒီဘာဘလုန်ဘုရင်နေဘုကနေဇာကအဲ့ဒီယေရုရှလင်မြို့ကိုဝိုင်းပြီးတော့အဲ့နေဘုကနေဇာရဲ့ကိုရံတော်ပေါ့နော်စစ်သူကြီးပေါ့နေဘုဇာရဒန်လို့ခေါ်တာသူအကုန်သိမ်းပြီးတော့ဒီဘာဘလုန်နိုင်ငံကိုခေါ်ဆောင်လာတာဖြစ်တယ်အဲ့ဒါလေးရခန်းကြီး25အငယ်တစ်ကိုဖတ်ရကျွန်တော်တွေ့ရမယ် ဇေဒဂိမင်းနန်းဆန်9နှစ်တသမလ10ရက်နေ့ဘောက်လုံရှင်မင်းနေဘုကနေစားသည်ဘူဂျီအပေါင်းလို့နေကွာယေရုရှလင်မြို့ကိုစစ်ချေသဖြင့်မြို့ပတ်ပတ်လေ၌တတ်ချ၍မိကတုတ်များ တူးလုပ်ပြီးနေအော်ဒီဘောက်လုံဘယင်နေဘုကနေစားကဒီဇေဒဂိဆိုရဲတောင်ပိုင်းယူဒဘယင်ပေါ့ကျောရှောင်းလုံမင်းကြီးပြည်ကတိုင်းမြန်နှစ်ချမ်းကွဲသွားတယ်မြောက်ပိုင်းဣသရေလလူမျိုးတွေတောင်ပိုင်းယုဒလူမျိုးတွေ မြောက်ပိုင်းရဲ့မြို့တော်ကရှမာရိမြို့ဖြစ်တယ်ဣသရေလလူမျိုး10မျိုးပါသွားတယ်အုပ်ချုပ်တဲ့ပထမဆုံးဘုရားရေယောဘောင်ဖြစ်တယ်တောင်ပိုင်းယူဒဘုရင်ကတော့ယောဘောင်ဖြစ်တယ်ရှောမုန်ရဲ့သားတောင်ပိုင်းရဲ့မြို့တော်ယေရုရှလင်မြို့ဖြစ်တယ်အဲ့တောင်ပိုင်းမှာယူဒလူမျိုးနဲ့ဗီယမိန်လူမျိုး2မျိုးပါသွားတယ်အဲ့ဒီလူမျိုး2မျိုးရှိတဲ့ယေရုရှလင်မြို့ကြီးကိုဒီဇေဒဂိမင်းလက်ထက်မှာ တမိုင်းယူတာပြင်10ရောက်မြောက်20ရောက်မြောက်ဇေကိမင်းလက်ထပ်ဒီနေဘကနေစာကလာသိမ်းသွားဒါတော့ကျွန်တော်ဒီတောင်ပိုင်းမြောက်ပိုင်းဘယင်းတွေအကြောင်းပြောတော့အများကြီးကျွန်တော်ပြပြခဲ့ဘူးလေအဲ့တော့မှတ်မိမယ်လို့တော့ယုံကြည်ပါတယ်အဲ့ဒီနေ့ကတော့ကျွန်တော်ဘာဘူးလုံအကြောင်းပြောပြမှာဖြစ်ဘာဘူးလုံအဲ့ဒီဘာဘူးလုံနဲ့ပတ်သက်ပြီးတော့ဟိုအရေးကြီးသိသိနဲ့အချက်ပေါ့နော်အရေးကြီးသိသိနဲ့အချက်ကျွန်တော် ရှစ်ချက်လောက်ကျော်ပြပြနံပါတ်1 brand check ကဘာဘူးလုံးဆိုရကနော်ဒီမေသောပေါ်တာမီလို့ခေါ်ရဲနော်ဟလာမက်ဆိုပိုတေးမီယာနော်ဒါကြလို့ချမ်းစာမှာဒီမေသောပေါ်တာမီပြီးဆိုတော့အတိတ်အရေးကြီးတဲ့ပြီးတစ်ခုလည်းဖြစ်မက်ဆိုပိုတေးမီယာအဲ့ဒီမေသောပေါ်တာမီ ਨੇ နော်အဲ့ဒီနေရာကိုဗဟုပြုထားတာဘာဘူးလုံးဆိုတာနော်ပြီးတဲ့အခါမှာနောက်ဒီဥဖရက်မြစ်နဲ့တိုက်ဂရက်မြစ် one data ကြီးတစ်ခုလုံးဒါဘာလို့လူမျိုးတွေနေတဲ့နေရာလို့သတ်မှတ်တာဖြစ်တယ်အတော့ဒီဘာလို့လူမျိုးတွေကအဲ့ Ufret တို့နော် Tigris နော်ဒီမြစ်တွေဆိုတာကဒါအီရင်ဦးရမှာနော်ဒါအရေးကြီးတဲ့မြစ်ကြီးလေးသွယ်ထဲမှာပါတဲ့အရာတွေဖြစ်တယ်အော်နားမအောင်ပြောတော့အဲ့နေရာမှာအီဒင်ဥယျာဉ်ကလည်းရှိခဲ့ဘူးလေဆိုတော့သွားတွေ့ရဒါနံပါတ်1ပထမဆုံးသိရမှာ တော့ဒီရှစ်ကာလဆိုအဲ့ဒီနေရာမှာကမ္ဘာလူသားအစဦးဖြစ်တဲ့အီရင်ဥယင်ကအဲ့နေရာကနေအစပြုခဲ့တယ်လို့ပြောရင်လေမမားဘူးဒါကြောင့်ဒီရှစ်ကာလအဲ့ဘာဘလုံးမျိုးမြောက်ပိုင်းအဖွဲ့တွေကိုအအကတ်လို့လည်းခေါ်တယ်အကတ်နော်ဆိုတော့အကတ်လူမျိုးအကကြီးနှလုံးစင်ဒတ်တာအကတ်နော်အကတ်လူမျိုးလို့လည်းခေါ်တယ်တောင်ပိုင်းအုပ်စုတွေစုမာလူမျိုးလို့လည်း သူတို့ခေါ်တယ်ဘာလို့လဲတောင်နဲ့မြောက်လေသူတို့ရခင်ကရှိခဲ့တယ်အိုင်းကနေမှတဖြည်းဖြည်းရှိနာဆိုပြီးဘာလို့ခေါ်ကြအစစ်စစ်ဘာလို့ဘလို့ခေါ်လာလဲဆိုတာရှင်းပြတာအိုင်းကနေမှနောက်ပိုင်းကာလဒေလူမျိုးလို့လဲခေါ်တယ်ဘာဘာလို့အဲ့ကာလဒေကနေမှနောက်တဖြည်းဖြည်းဘာဘယ်လူမျိုးလို့လဲခေါ်တယ်အဲ့ကနေမှနောက်ဆုံးဘာဗုလုံဆိုပြီးတော့ခေါ်ကြတာဖြစ်တယ်အဲ့တော့ဒါကိုကြည့်ခြင်းအဖြစ်ဒီဘာဗုလုံက ဒီမက်ဆိုပိုတေးမီးယားလို့ခေါ်ရေးမိသောဘောဒါမီကိုနော်ပခုပြုတ်ပြီးတော့ဥဖရက်မြစ်နဲ့တိုက်ဂရက်မြစ်ချားမှာရှိတဲ့မြက်ဝမ်းဒေသကြီးအဲ့တခုလုံးကဘာဘူးလို့နေရာဖြစ်တယ်ဒါသူတို့အစင့်စက်ခေါ်လာတဲ့အရာမှာဒါကြောင့်ကာလဒေးကိုဘာဘူးလုံးလို့မခေါ်ခင်သူတို့ကာလဒေးလူမျိုးတွေလို့လေခေါ်တာဖြစ်တယ်ဒါကြောင့်ဥခုနကတော့ကျွန်တော်တို့ဒီ ဥရမျိုးเนาะအာဗြဟံပထမဆုံးနေခဲ့တဲ့ဥရမျိုးမှာခလဒေးလူမျိုးတွေရှိတယ်ဆိုအဲဘာဘလုံလူမျိုးတွေရှိခဲ့တာကိုပြောခြင်းလေဖြစ်ပါတယ်ဒါလေးနံပါတ်1သိဖို့ဖြစ်တယ်နောက်နံပါတ်2ပေါ့เนาะဒုတိယချက်ပေါ့เนาะဒုတိယချက်သိရမှာတော့ဘာလေးဆိုတော့เนาะဒီဘာဘလုံလူမျိုးတွေကเนาะသူတို့ကထူးခြားတာကเนาะအသက်ရှင်တဲ့ဖျားကိုသူတို့ကမယုံဘူးဆိုတာကိုလေတွေ့ရတယ်အဲ့တော့သူတို့က အသက်ရှင်တဲ့ထာဝရဘုရားကိုမကူးကွယ်ပေးနဲ့အခြားຢာတွေကိုတို့ကကူးကွယ်တာလည်းဖြစ်တယ်။ဒါနံပါတ်1ကျွန်တော်သိရမယ်။အချက်ဖြစ်တယ်။ကဲဒါမှသုံးတတိယချက်ကတော့ဒီဘဘူးလုံးမှာတကိအူးဆုံးနေထိုင်တဲ့အုပ်စုတွေကဘယ်မျိုးကဆင်းလာလဲဆိုတော့နောအေးရဲ့သားရှီမာနေဆင်းလာတဲ့အုပ်စုတွေအဲ့ဘဘူးလုံးမှာအူးဆုံးနေထိုင်ခဲ့တာ။အဲ့တော့အဲ့ရှီမာနေပြီးတော့ဆင်းလာတဲ့เนาะ စမာရီယန်ဆိုတဲ့လူမျိုးတွေပေါ့စမာရီယန်ဘာဘူးလုံးเนาะဒီလူမျိုးတွေကနေခဲ့တယ်အဲစမာရီယန်ဘာဘူးလုံးလူမျိုးတွေကိုအာမောရီလူမျိုးတွေကဒီ BC 1000လောက်မှာဆိုတော့နိုင်သွားတာနိုင်သွားတဲ့အခါမှာဒီအာမောရီเนาะဟာလာအုတ်စုတွေကကြီးစိုးပြီးတော့ဒီဘာဘူးလုံးနေရာကြီးကိုလေအဲ့ဒီစမာရီယန်နေနဲ့အာမောရီတွေနဲ့ပေါင်းပြီးကဗျားတွေနေကြတယ်ဆိုပြီးတော့လေသွားပြီးတွေ့ရတယ်ဗျာ ဒါသမိုင်းကိုလိလာတဲ့အခါမှာအဲ့လိုမျိုးတော့တွေ့ရတယ်ဒါနံပါတ်3သိဖို့ဖြစ်တယ်နံပါတ်4ကတော့အဲ့ဒီဆမာရီယန်ဘာဘူးလုံတွေကနော်ရှုံးနေတော့ဒီရှုံးနေပြီးတော့သူကဒီအာမောရီဘာဘူးလုံဆိုတဲ့အုပ်စုတွေနော်ခုနအာမောရီအုပ်စုတွေကဝင်သိမ်းထားတော့ဒီအာမောရီဘာဘူးလုံအုပ်စုတွေကဒီဆမာရီယန်တွေကိုလွှမ်းမိုးသွားပေါ့အာမောရီတွေကသိမ်းထားတော့အဲ့ဒီအာမောရီနဲ့ခုနဘာဘူးလုံအုပ်စုနဲ့ညာပြီးမွေးလာတဲ့အုပ်စုတွေက အာမောရီဘာဘူးလုံးဆိုပြီးတို့ခေါ်ကြအဲ့ဒီတဲမှာမနော်မင်းဆက်ဒီတဲမှာပထမဦးဆုံးဘာဘူးလုံးမင်းဆက်တဲမှာနာမည်ကြီးတဲ့ဘုရင်ကဘယ်သူလဲဆိုတော့ဟာမူရာဘီဖြစ်တယ်ဒါနံပါတ်၄သိရနောက်ပထမတော့ခုနပေါ်ပြလို့နော်ရီရဲ့တာကြီးရှီမမျိုးကနေစမန်ရီယန်ဘာဘူးလုံးရှိတာအဲ့ဒါကိုအာမောရီ အုပ်စုတွေကဝင်သိမ်းတဲ့ကအာမောရီဘာဘူးလုံဆိုပြီးအဲ့အာမောရီဘာဘူးလုံအုပ်စုတွေတဲ့ကနေမှပထမဦးဆုံးမင်းဆက်ကဘယ်သူလဲဟာမူရာဘီဒါကျွန်တော်တို့78 BC မှာပေါ့နော် BC 78လောက်မှာနော်ဟာလာဒီဟာမူရာဘီကနော်ဒါကျွန်တော်တို့ကပတမိုင်းမှာကျွန်တော်သင်မှုတယ်နော်ဟာမူရာဘီရဲ့ကိုဒဥပဒေနော်ကျွန်တော်တို့ဒီဘာဘူးလုံဘယင်ဟာမူရာဘီဖြစ်တယ်သူကသူ့ရဲ့ ဘာဘူးလုံးတိုက်သူပြည်သားတွေကိုအဲသူရဲ့ဥပဒေနဲ့သူကအုပ်ချုပ်တာနော်သူရဲ့လူမှုရေးစီးပွားရေးကုသန်းရောင်းဝယ်ရေးအာဆီယံချက်ထုံးဖွဲ့ချက်အကုန်လုံးကဒီဟာမူရာဘီကဒါသူရဲ့ကိုတော့ဥပဒေနဲ့သူကအုပ်ချုပ်တာဒါကြောင့်ဒီဘာဘူးလုံးရဲ့ပထမဆုံးထင်ရှားပြင်ပြပါဟိဆိုရင်တော့ဟာမူရာဘီပဲဒါပေမဲ့ကျွန်တော်ချမ်းစာမှာသိတာတော့ဒါနောက်ပိုင်းပြန်ဝင်လာတဲ့အခါကနေဘုကနေစာရုပ်အုပ်စုလက်ထက်ပြန်ရောက်လာတာ တကယ်အခြေခံကိုသွားလေ့လာရင်တော့ဟာမူရာဘီပဲဒါဘာဘူးလုံရဲ့ဒါအထင်ကြီးရပုံကိုယ်ရိဖြစ်တယ်ဒါနံပါတ်၄သိဖို့ဖြစ်တယ်အော်နံပါတ်၅တစ်ချက်သိရမှာဘာဘူးလုံတို့ကိုးကွယ်တဲ့အဓိကဖျားကမီရော့ဒတ်လို့ခေါ်တယ်မီရော့ဒတ်အဲ့မီရော့ဒတ်ဖျားကနော်ကိုသူတို့ကကိုးကွယ်တယ်နောက်ဟာလာဒီအချားဖျားတပါးလေးသူထပ်ကိုးကွယ်တယ်အဲ့ဒါနေဘောဆိုတဲ့ဖျား နေဘောဖေရနားလည်အောင်ပြောတော့မီးဖေရပေါ့နော်သူတို့ဒါကြောင့်ဒီພັນစင်းရှင်ကိုမကိုးကွယ်ပဲသူတို့ພັນစင်းခံကိုကိုးကွယ်ဘာလို့လူမျိုးတွေတောင်းဒီမီရော့ဒတ်ဖေရတို့နေဘောဖေရတို့နော်ဒါတွေကိုသူတို့ကိုးကွယ်တာတဏမငါချရသိရမှာဖြစ်တယ်နော်ချောက်ကတော့ဘာလေးဆိုအဲ့ရနေအစင်းစင်းပေါ့နော်တောင်းလျှောက်အသေးစိတ်ထပ်ပြောရင်တော့ရှိတာပေါ့ဒါပေမဲ့နည်းနည်းလေး skip လုပ်လိုက်မယ်ကြော်လိုက်ဒီ hiskey min လက်ထပ်ပေါ့နော် hiskey min ဟစ်ကီမင်းကိုဘယ်သူကလာတိုက်ဖူးလဲဆိုတော့ဒီအာရှုရိရှမင်းကလာတိုက်ဖူးတယ်လာတိုက်တဲ့ခါမှာပဲဒီဟစ်ကီမင်းကဘာလုပ်တယ်လဲဆိုတော့ဒီဘာဘူးလုံဘယင်နေနဲ့သွားပေါင်းခဲ့ဘူးတယ်အဲဘာဘူးလုံဘယင်နေကိုသူကလက်ဆောင်ဘန္နာတွေပေးပြီးတော့ပေါင်းပြီးတော့အာရှုရိကိုပြန်ချတာအဲအဲကျမ်းစာမှာပါတယ်အဲ့တော့ဒီရောက်ကြည့်ကြရင်ဖြင့်ဒီဒီဘယင်ဟစ်ကီမင်းကိုယ်တိုင်ကဒီအာရှုရိရဲ့ရံကိုတွန်းလှန်မှုတော့ဘာဘူးလုံဘယင်နေနဲ့သွားပေါင်းမှုတယ် အနံပါတ်6ပေါ့ကျွန်တော်သိရအဲ့တော့ဒီ his key main ကိုအဲ့လိုမျိုးဘာလို့ဘယင်းနေနဲ့သွားပေါင်းခဲ့လို့ proper he sha ya ကပြင်းပြင်းထန်ထန်ရှုံချခဲ့ဘူးတယ်နော်ဒါ he sha ya နော်စန့်ကျင်ခဲ့ဘူးတယ်ဘာလို့ဒီဘာလို့လူမျိုးတွေသွားပေါင်းတာလဲဖြတ်ခေတတ်နိုင်တယ်ဒါပေမဲ့ his key main ကလည်းဒီဘာလို့လူမျိုးတွေနဲ့ပေါင်းပြီးတော့သူဘာလို့လဲအရှုရီကိုသူချအဒီအောင်ကြည့်ကြမယ်နံပါတ်6တစ်ချက်ကတော့ ကျွန်တော်ကျမ်းစာထဲမှာ he skip men ကိုတိုင်ကိုကဘာဘလုံရှင်ဘုရင်နေနဲ့ပေါင်းပြီးတော့အာရှုရိတွေကိုတွန်းလှန်ခဲ့ဘူးတယ်ဒါပေမဲ့အာရှုရိတွေကဘာဘလုံကိုအနိုင်ရခဲ့ဘူးတယ်သူတို့နော်အဲ့တော့ဘာဘလုံကအာရှုရိအောက်ကိုရောက်ခဲ့ဘူးသေးတယ်ရောက်ခဲ့ဘူးတယ်အဲ့ရနေမှဒီနံပါတ်9တစ်ချက်ကတော့နော်နံပါတ်9တစ်ချက်ကအဲ့ဒါဘာလဲဆိုတော့ BC 626လောက်ဘာလို့ဘယင်တပါပေါ်လာအဲ့တော့သူ့နာမည်ဘယ်လိုခေါ်လဲဆိုတော့နော်နေဘူပိုလာဇာဆိုတော့နော်နေဘူပိုလာဇာဆိုတော့သူကနေဘူကနေဇာရဲ့အဖေဖြစ်တယ်ပြောပြောမယ်နေဘူပိုလာဇာတော့ BC 626မှာသူပေါ်လာတယ်အတူကတော့တကယ်ကိုထထမြက်မြက်ဘယင်လေးဖြစ်တယ်သူ့လက်ထက်မှာသူကပြန်ပြီး တိုက်ခိုက်တဲ့အခါမှာတွန်းလာတဲ့အခါမှာဒီအာရှရိအင်ပါရာကြီးကရှုံးနေပြီးတော့ဘာဘူးလုံးကြီးကတတ်လာလေဆိုတာကိုတွေ့ရတယ်အဲ့ဒါ BC 626လောက်မှာ6နဲ့6မှာအော်ဒီနေဘူပိုလာဇာကအင်အားကြီးလာတယ်သူကတိုက်တာဒါကျွန်တော်နံပါတ်9နဲ့သိရမယ်အချက်ကလေးဖြစ်တယ်နော်အဲ့တော့သူဝင်တိုက်တဲ့အခါမှာဒီဘာဘူးလုံးနိုင်ငံကြီးက အာရှုရိအောက်ကနေလွတ်မြောက်ပြီးတော့နည်းနည်းတွင်တွင်ကျယ်ကျယ်ဘာလို့ emperor ဖြစ်လာအဲ့ရနေမှာဒီနေပိုပိုလာဇာကနိုင်ရဆံသွားတဲ့ကနေပိုပိုလာဇာရဲ့နေရာမှာဘသူတက်လာလဲဆိုတော့เนาะနေဘုကနေစာတက်လာတယ်နေဘုကနေစာတက်လာတဲ့အချိန်မှာ BC 605လောက်ဖြစ်ပြီအဲ့အချိန်မှာနေဘုကနေစာတက်လာတာတက်လာတဲ့အချိန်မှာပဲကျွန်တော်အားလုံးသိတဲ့အတိုင်းဒီဘာလို့မြို့တော်အီကိုသူပြန်ပြီးတော့မုံမန်နဲ့ မြို့ကြီးကိုတေချာခန်းခန်းနာနာလုပ်တယ်အဲ့ဒီကနေမှခုနကျွန်တော်တို့အခုနေအောင်ပြန်ချိတ်ပြီအခုလေးကခန်းကြီး25အငယ်1ကိုအခုမှရောက်လာပြီတော်ဒီယေရုရှလင်မြို့ကိုတွတ်တိုက်တယ်တွတ်တိုက်ပြီးတော့အဲ့ဒီယေရုရှလင်မြို့မှာနောက်ဆုံးပြင်ဇီဒကီကိုဖမ်းလာဖမ်းလာပြီးဇီဒကီကိုဘလောက်တောင်လုတ်တယ်လဲဆိုတော့အဲ့ဇီဒကီမင်းကလည်းဒုစရိုက်ရန်အလွန်လုတ်တယ်နော်အခုဒါလေးကခန်းကြီး25အငယ်1အခုအခုဆိုနောက်ဆုံးဒါပြန်ချိတ်ပြီးသွားပြီ ဒါတော့ကျွန်တော်နည်းနည်းအနှစ်ချုပ်ပဲပြောတာအနှစ်ချုပ်တော့မှတော်တော်ပြောရတယ်အသေးစိတ်ပြောရင်တော့အများကြီးပေါ့နော်ဒါနံပါတ်၈နောက်ဆုံးကတော့ခုနအိမ်ကနေစာဒီစီရီမင်းကိုအဲ့ဒီယေရုရှလင်မြို့ကနေသွားသိမ်းလာပြီးတော့ဘာဖြစ်လို့တိုင်းပြည်မှာထားလိုက်တယ်ပြီးတဲ့အခါအဲ့ဇေဒကိမင်းရဲ့သားတွေကိုသူ့အဖေရှေ့မှာပဲတတ် ပရိုက်ဇီရကြီးမင်းကိုလည်းမျက်စိဖောက်ပြီးကြေးဝါကျိုးနဲ့ဆွတ်ထုတ်သွားပြီးဘာဘူးလို့မြို့မှာထောင်ထဲထည့်ထားတာအဲဇီရကြီးမင်းအဲဇီရကြီးမင်းကအဲယေရုရှလင်မြို့ကိုအုပ်ချုပ်တဲ့20ရောက်မြောက်ပြည်ဖြစ်တယ်။နောက်ဒီဘာဘူးလို့အင်ပါရာကတခေတ်တခါတော့တော်တော်တော့ဒီနေဝတ်နေစာလို့လက်ထပ်မှာအခုခေတ်လူငယ်စကားနဲ့ပြောရင်တော့တော်တော်လေးဆရာကြတယ်။သူတို့ဘယ်သူမှမလှမ်းနိုင်ဘူး။သူတို့အင်ပါရာကြီးတယ် တို့ခုရခင်ဘရင်ညွန်ပြပါဆိုရင်ဟာမူရာဘီပဲဘာဘလုံရဲ့ဘရင်ဟောအဲ့ရနေအစင်းစင်းနောက်ဆုံးနေဘုခနေဇာလက်ထက်ကြီးရောက်လာတာအဲ့နေဘုခနေဇာလက်ထက်မှာပဲဒီယေရုရှလင်မြို့ကြီးကကျသွားပြီးတော့ဒီဘာဘလုံမြို့မှာဇေဒကိမြို့ဖမ်းပြီးတော့တိမ်းဆဲထားတယ်ဂျူးတွေအကုန်လုံးဒန်ဟီလာတို့အပါဝင်နှစ်ပေါင်း80သူတို့ကြုံဖြစ်သွားတယ်အဲ့ဒီမှာနောက်ဖြည့်ဆွတ်နံပါတ်9လေးဖြည့်ဆွတ်ပြောရရင်တော့ အဲဒီ90ကျားတဲ့ခါအဲ့ဘာဖြစ်လို့နိုင်ငံကြီးကိုပီရသီလို့ခေါ်တဲ့ culture ဘယ်နေနိုင်သွားတာမေဒီပီရသီဘီဒါရီမင်းကြီးကျွန်တော်အားလုံးသိတယ်နော်သူတို့နိုင်သွားတာမေဒီပီရသီသူတို့နိုင်ပြီးတဲ့အခါမှာအဲ့ဘယ်နေကသဘောကောင်းတယ်ဒါရီမင်းဆိုလည်းသဘောကောင်းတယ်ပီရသီ culture ဘယ်ကုရူမင်းပေါ့သူလည်းသဘောသိကောင်းတယ်သဘောကောင်းတဲ့ဘယ်နေကအဲ့ဘာဖြစ်လို့နိုင်ငံကြီးကိုတိမ့်လိုက် တိမ့်ပလိုက်ပြီးအဲ့ဘောက်လုံးနိုင်ငံမှာကုဏဇေဒကိမင်းလက်ထက်ကနေပြီးတော့ကြုံဖြစ်ရောက်နေတဲ့ဂျူးတွေအားလုံးပြန်လှုပ်ပေးတာလှုပ်ပြီးပြီးတော့အဲ့ယေရုရှလင်မြို့မှာဗိမာန်တော်သွားပြုပြင်ခွင့်ပေးတာဖြစ်တယ်။နောက်ဒီဂျူးတွေကလည်းသူတို့ဘုရားကပြောထားတယ်နှစ်90ပြီးမင်းတို့ကလွတ်မြောက်စေမယ်ဆိုတဲ့ဂတိတော်တကယ်ဖြစ်တယ်။နောက်ဒီဘာဘူးလုံးလက်ထက်ကနေတကယ်လွတ်မြောက်သွားတာပေါ့ချာတွေပီရတိလက်ထက်မှာသူတို့လွတ်မြောက်ပြီးတော့ ောချင်တာတော့ဘဘလုံနိုင်ငံကိုပေရတိပင်ရင်တိမ့်လိုက်တဲ့အချိန်မှာဂျူးတွေကလွတ်မြောက်ပြီးတော့ယေရုရှလင်မြို့မှာဗိမာန်တော်တွေသွားပြန်ဝင်ရတာဒါကျွန်တော်တို့အားလုံးသိတယ်နော်အစ္စရာတို့လက်ထက်တို့နော်မြို့ရိုးသွားပြန်ဝင်ရတယ်နေဟမိတို့လက်ထက်တို့အဲ့တော့ဘဘလုံကြာသွားတဲ့အချိန်ပဲတော့ဘဘလုံကခင်ဆက်ဆက်တို့ကဥဆောင်နိုင်ခဲ့တာဒါပေမဲ့ ဖျားသခင်အချိန်တန်တဲ့အခါကြတော့လေဘလောက်အင်အားကြီးတာဖြစ်ဖြစ်ကြာတာတောင်လောကကြီးမှာဘေးရမစို့ဖျားရဲ့အချိန်ဆိုရှိပါတယ်ဒီဘာမလုံးလူမျိုးတွေကိုဖျားသခင်ဒီလိုအခွင့်ပေးပြီးနေကနေဆောင်ယေရုရှလင်မြို့ကိုတင်ခိုင်းလိုက်တာလေဒီဂျူးတွေကနေယေရုရှလင်မြို့မှာနေပြီးဖျားစကားကိုနားမထောင်လုံးလို့ဖြစ်အပြောကျင်တာဖျားသခင်ဒီဘာမလုံးလူမျိုးတွေကိုတစားပလာဖြစ်သုံးလိုက်တာဒါပေမဲ့ဖျားသခင်ဂျူးတွေကိုပြန်ဂရိပေးတာ90မှာလွတ်မယ်ဆိုတဲ့အတိုင်း ဲ့ဒီလွတ်မဲ့ချိန်ရောက်တဲ့ခါကျတော့ဘုံလုံးပြန်ကြရတာဘုရားသခင်မရောက်ဘူးဘာဘုံလုံးပြန်နှိပ်ကုန်တာဟောဒီယောကြည့်ရမယ့်ဘုရားသခင်အကြံစီနဲ့ဖြစ်လာတဲ့အရာအားလုံးဟာလူဘာမှလုပ်လို့မရဘုရားရဲ့အချိန်ဆောက်မှပဲရဘုရားသူ့အချိန်တိုင်းသူပြန်လုပ်ပြီးတယ်ဆိုတော့ဒါဒီကနေ့အနှစ်ချုပ်ပြီးအားပေးခြင်းတော့ဒီကနေ့သင်စုပဲတောင်းအောင်အချို့အရာတွေဒီကနေ့လောကကြီးမှာဖြစ်ပျက်နေတဲ့အရာတွေတော့စုများများတောင်း ဖះရဲ့အချိန်တန်လို့ဖြစ်လာတဲ့အရာတွေကဖះလုံးမှာပဲရတာပြန်ပြောမယ်ဖះသခင်အချိန်တန်လို့ဖြစ်လာတဲ့ကိစ္စအလုံးဖះသခင်လုံးမှာပဲရတာလူလုံးလို့မြောင်းဒါပေမဲ့ဖះသခင်လုံးရင်လေတစ်ရက်တစ်မိနစ်တစ်စက္ကန့်တနာရီတွင်းနဲ့တစ်ချက်တည်းပြီးတယ်အကုန်အဲ့တော့ဖះသခင်ကမလုံဘူးဆိုရင်လေလူပလောက်လို့လို့မဖြစ်ဘူးတော်ဒီနေ့အပီးကျမှာတင့်တတ်တာတင့်အိမ်မှာတင့်မိသားစုတင့်ဘဝမှာတင့်အတွက်ဒီနေ့နှုတ်ဝတ်တော်သတင်းစကား ဒီဂျူးတွေတွတ်တော်မှာဘုရားသခင်ရဲ့အကြံစီကြောင့်ဘဗုလုန်ကသွားသိမ်းလိုက်တယ်။ဒါပေမဲ့ဘုရားရဲ့အကြံစီထဲမှာဂျူးတွေ90ပြင်းပြန်လွတ်ရမယ်ဆိုဘဗုလုန်ပြန်ကြပေါ့ချပီရတိကသိမ်းပြီးတော့ရအောင်ဒီပီရတိဘယင်တွေရဲ့နှလုံးသားတို့ထိပြီးဂျူးတွေကိုပြန်လွတ်ပေးတယ်ဘုရား။တောင်ဒီကုရုမင်းဆိုရင်ဘယ်လောက်တောင်လဲဆိုဒီနေဘုကနေစာသိမ်းခဲ့တယ်။ယေရုရှလင်မြို့ကဗိမာန်တော်ရှောလမုန်ကြီးစောက်ခဲ့တဲ့ဗိမာန်တော်ကရွှေကွက်ငွေကွက်တွေပါအကုန်ပြန်ပေးတာ။အောင်းစရာကောင်းတယ် တကယ်အောင်စရာကောင်းတယ်အဲ့ဒါဖတ်ချင်အစ္စရာမတ်စာခန်းကြီးတက်ကိုတစ်ခန်းလုံးဖတ်ကြည့်အဲ့ဒီပေရသိဘယင်ကုလူမင်းပြန်လွတ်ပြီးတာနေကနေစာတိန်ခဲ့တဲ့ပစ္စည်းတွေပါပြန်ပြီးတယ်ဗျာပြန်အယေရုရှလင်ဘိမှန်တော့ပြန်ပြုတ်ပြန်ဖို့တိဆောက်ဖို့အခြားတိုက်ပြရသူတွေကိုပါလှူပါဆိုပြီး तू ကစာပြန်ထုတ်ပေးသေးတယ်ကဲအော်ဖျားသခင်လှုပ်တဲ့အချိန်ရောက်ပြီဟေ့ဆိုတော့ကြမ်းကြမ်းဖန်ဖန်အောင်အောင်စရာပြန်တွေ့ရတယ်တောင်းဒီကနေ့တင့်သက်တာမှာ ဘုရားခင်လှုပ်တဲ့အရာကိုပဲကျွန်တော်ကမြင်တတ်ဖို့လိုတယ်။တော့ဘုရားခင်ရဲ့အချိန်ကိုစောင့်တတ်ဖို့ပဲလိုတယ်။တော့ဘုရားခင်ရဲ့အချိန်စောင့်ဘုရားရဲ့လှုပ်တဲ့အရာကိုနှုတ်ကပတော်အားဖြင့်မြင်တတ်ရင်သင်သက်တာမှာငြိမ်သက်ခြင်းအမြင်ရှိမှာဖြစ်တယ်။ကျမ်းစာရောက်ချင်းစီအဖျားရှက်တာပြီ။ကောင်းချီးပေးပါစေ။ God bless you all ။ကျွန်တော်ချင်းညာစရာနှစ်ဖန်အင်္ဂါနေ့မြန်မာစံတော်ချိန်ညနေ3:00ခွဲမှာပြန်တွေ့မှာဖြစ်တယ်။ အဲ့ဒီတမောင်းကျမ်းမှာအရေးကြီးတဲ့ဆက်တစ်ခုမြောက်နေရာကိုကျွန်တော်ဆက်ပြီးနားထောင်တော့မှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုခွန်အားယူရယ်ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေသင်္သချင်းရှိပါစေ God bless you all sit down ကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်သောဝိညာဉ်တော်တော်မှာဆုဖြတ်ထံတော်ပါမှာကောင်းချီးဖြတ်ပါသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တော့ဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုတွေနဲ့သိပ်မှုရဖို့တော်တော်တော့ ပြည်တွင်းပြည်ပနှင့်ကြည့်ရှုနေတဲ့ online ပရိသတ်များအဖို့ဖို့ဖေးမိတော့ဦးလီမိပါညီကိုမောင်နှမဆရာသမားခလိလူငယ်လူကြီးအားလုံးပေါ်သူ၎င်းယနေ့မှစဖះရှင်လက်တော်ကွယ်ကစောက်မှခြင်းနဲ့ကိုရောအချိန်တန်တဲ့အခါကိုရောအံ့ဩပွေပြုခြင်းကောင်းကြီးတို့သည်ကြည့်ရှုတဲ့ဓမ္မပရိသတ်အသီးသီးမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်ကာလဆင်းမြဲတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ညီသက်ချင်းရှိပါစေ။ကျွန်တော်ပြန်လေတွေ့ဆုံကြပါစို့။ စဘောမောင်းတိုင်းတွင်ကြံရလဲနေတဲ့ချင်းပြည်ရဲ့